ုံးမဲ့မင်္ဂလာပါရှင်ကျမတို့အဖွဲ့ရတော့ Green Apple ပဲဖြစ်ပါတယ်ကျမတို့အဖွဲ့မှာဆိုရင်တော့ member 3ယောက်ပါဝင်ပါတယ်005 Lamin Coco ကျမ014အိမ်မွန်းတန်စင်နဲ့016အိမ်ချက်မြေမွန်နုံးပဲဖြစ်ပါတယ်ရှင်ကျမတို့အဖွဲ့တင်ပြပေးမယ့်အကြောင်းအရာကတော့ဥက္ကုနိအထုပ်ပတိပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျမတို့ presentation လေးကိုနားထောင်ကြည့်ရအောင်ပါရှင်အားလုံးကမင်္ဂလာပါရှင်ကျွန်တော်ကတော့025လာမင်းကိုကိုပဲဖြစ်ပါတယ်ကျွန်တော်ကပရဇနာဖြစ်ဆောင်ရွက်တော်မှာဖြစ်ပါတယ်ဗျာ ဥက္ကဏီဥက္ကဏီယာညမနဲ့ဥပ္ပီယာကျွန်တော်ငယ်ရှိသူအနာပင်ဆိုင်ရေးလှုပ်ရှားသူတူဖြစ်ပါတယ်။သူကနိုင်ငံတော်တမင်ကပေါ့ကိုဒေါ်သာစုကြည်ရဲ့အနီးကဥပ္ပီယာမီဒီယာဖြစ်ပြီးတရားဥပဒေစိုးမိုးရေးနဲ့အီမိုရီစီတီဆောင်ရေးလုပ်ငန်းများမှာပါဝင်ခဲ့ပါတယ်။ဥက္ကဏီကိုဖခင်ဦးစုတန်၊မိခင်ဒေါ်ခင်လာကဒေါ်ဟလီမာတို့က1953ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စကိုင်းတိုင်းသာကြီးကတားမြို့နယ်ရင်းရောင်မှာဖွင့်ပြခဲ့ပါတယ်။ တက္ကသိုလ်ဝန်ထမ်းဆောင်ဝယ်ဦးကတာမျိုးအာထာကတ်တီကျောင်းမှာအောင်မြင်ခဲ့ပြီးရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ1985ခုနှစ်တွင် BA ဘွဲ1986ခုနှစ်တွင် LLB ဘွဲများရရှိခဲ့ပါသည်ထောင်ကောက်ခုနှစ်ဆယ်ငါထောင်ကောက်ခုနှစ်ဆယ်ချောင်းနေရာတည်နေတွင်မှရန်ကုန်တက္ကသိုလ်ဥရေတင်းကြီးရဲ့ဒုတိယဥပဒေဖြစ်တောင်းထမ်းဆောင်ခဲ့ပြီးထောင်ကောက်ခုနှစ်ဆယ်ခုနှစ်မှာထောင်ကောက်ခုနှစ်ဆယ်ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်ဥပဒေဌာနတွင်ဤပြဆရာဖြစ်တောင်းထမ်းဆောင်ခဲ့ပါသည် ။တပ်ပစုံနေပြပေါ်မှာရှင်းနေကြီးဆရာဦးလူရဲ့ရှင်းနေချိန်မှာလုံးတင်ရှင်းနေအမှုရရှင်းနေဆရာတာဝန်တွေကိုပူရထမ်းဆောင်ခဲ့ပါသေးတယ်။ကျောင်းဆရာလို့ကိုဝါသနာပါနှစ်သက်တဲ့အတွက်မေတ္တာပြင်ဟောပြောပူချမှုတွေနဲ့တရံတလောပြုလုပ်ခဲ့ပါသေးတယ်။ထောင်ကွာကိုစင်ကခုနှစ်မှာလိုရဲလောဆန်ကိုတရားဝင်မှပုံနေတည်ထောင်ကဩဂရအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ဥက္ကဏီကအမျိုးသားဒီမိုစီဘက်ချုပ်ပါတီဝင်တဦးဖြစ်ပြီးပါတီအတွက်ဥရိယရာတမင်ကအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ဥက္ကဏီကဖွဲ့စည်းပုံ ခြေကဥပဒေရေးရများကိုအထူးကျေးဇူးပြုပြီးဥပဒေလောကရဲ့အတိအမှတ်ပြုခံရရသူဖြစ်ပါတယ်2022ခုနှစ်ဂျာဘက်ရွေးကောက်ပွဲချိန်ကစပြီးတနောင်ရှိအခြေခံပြည်စီ LND ပါတီရဲ့လုံခြုံရေးဌာနမှကွယ်လွန်ချိန်တက်တက်ကြွကြပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ဥက္ကဋ္ဌနေရမြန်မာနိုင်ငံလူ့ခွင့်ရေးချိန်တွေတိုးတက်ကောင်းမွန်စေဖို့ရလဲတောင်းဆိုလည်းဖြစ်တဲ့ပြင်ဘာသာပေါင်းစုံချင်းကြီးအလို့တွေကိုလည်းလှုံ့ဆော်ခဲ့ပါတယ်။ အဲ့တော့ဗမာဒေါ်ဒီနီဖြစ်ပြီးသားသမီးသုံးယောက်ထုံလာခဲ့ပါတယ်။ဥက္ကုနီရ2019ခုနှစ်ဇန်နဝါရီလ19ရက်နေ့နေ့ပြည်ညာဝန်ကြီးဌာနကြီးအင်ဒိုနီးရှားကနေလိုက်ပါပြီ။ရန်ကုန်တိုင်းအလုံးမျိုးနဲ့ရှိဥက္ကုလေးလေးတို့ပြန်လည်ရောက်ရှိလာတဲ့တနက်ပြေပြည့်ခတ်လုပ်ကြခြင်းခံခဲ့ရပြီ။ကိုရောင်ကျိန်တွင်အသက်63နှစ်ဖြစ်ပါတယ်။ဥက္ကုနီရဲ့ဇာဘနာကိုဘာသာပေါင်းစုံမှလူပေါင်းထောင်ကြီးလိုက်ပါပို့ဆောင်ခဲ့ပါတယ်။ နေရကွယ်လွန်သတိတရားသူရဲ့လင်းရပြောကြတော့တယ်စကားနဲ့ဟာကျွန်တော်တို့အားလုံးအတွက်အင်မတန်ပူတန်တဲ့စကားတွေဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့အားလုံးပဲမိလာပါရှင်ကျွန်မကတော့010အင်ချမ်းမြင့်မွန်ဖြစ်ပါတယ်ကျွန်မကတော့ဒီဆက်လက်ပြီးတော့ဥက္ကုဏီရဲ့အကြောင်းကိုကျွန်မတည်တလို့ပြောပြပေးသားမှာဖြစ်ပါတယ်ကိုနီဟာဆိုရင်ရှေကဒါမင်းကိုကိုပြောသွားတဲ့အတိုင်းပဲဒေါ်ဆန်းစုကြီးရဲ့အနည်းငယ်ဥပဒေအကြံပေးရေးပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ပြည့်ရဲ့အခါမှာ ထောင်ရှိအခြေခံဥပဒေအကြောင်းကိုလည်းနည်းနည်းဆက်ဆက်ကျွမ်းကျွမ်းကြည့်ခြင်းသိရတဲ့သူတယောက်ဖြစ်ပါတယ်။အားလုံးဒီနေ့အတိုင်းခရီးဆက်ဆက်အာဏာရှင်တွေကထောင်အောင်ဆန်းစုကြည်ကိုနိုင်ငံတော်ရဲ့တမတရာဒူမီယာရှိဖို့အတွက်မိမျိုးစုံနဲ့ဂျိုပန်းခဲ့ကြတာဖြစ်ပါတယ်။အဲဒါကြောင့်ဥက္ကဋ္ဌကထောင်ရှိအခြေခံဥပဒေရဲ့အနေချက်တွေကိုရှာဖွေပြီးတော့ထောင်ဆန်းစုကြည်အနေနဲ့နိုင်ငံတော်ကိုဥဆောင်နိုင်မှုအတွက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့အရာတူကို ဖန်တီးပေါ်ဆောင်ပြီးခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရတမတားဆိုတာကနိုင်ငံရဲ့အထွတ်ထိပ်မှရှိတဲ့ယာတုတစ်ခုပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့တမတားနဲ့ဒန်းတူလုံပိုင်ခွင့်ရှိတဲ့ယာတုဖြစ်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ယာတုကိုပေါ်ဆောင်ပေးခဲ့တော့တာဖြစ်ပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်210ခွင်မှာလွှတ်တော်သည့်အာဏာပိုင်အဖွဲ့အစည်းတရရဲ့အားလက်ကအာဏာပိုင်ပုဂ္ဂိုလ်တဦးအားလက်ကတာဝန်နဲ့လောက်ကိုင်းမှုများပြီးအခြေမပြုနိုင်ဟုမမှတ်ယူရဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်။ဒီလိုပြဋ္ဌာန်းထားတာကိုအသုံးပြုဖို့ ကိုအနီကအဓိကအကြံပေးခဲ့တာလို့ NLD အနာရကဥဝင်ထင်ရေးသားထုတ်ဧခဲ့တဲ့တန်တရာတခွေစာအုပ်ထဲကစာမျက်နှာ959နဲ့960မှာအတိုင်းဝန်ခံပုဂ္ဂိုလ်ယာတုဖြစ်ပေါ်ရပုံရဲ့နောက်ွယ်အကြောင်းရင်းကိုရေးသားဖော်ပြထားပါတယ်ဒီလိုကိစ္စအကြောင်းအရာတွေကြောင့်မေဥပ္ပိုလ်ကြီးကလောက်ကြံခံခဲ့ရတာပါလို့အားလုံးကမှတ်ယူကြပါတယ်။ပြီးရဲ့အခါမှာလည်းခုနှစ်နှစ်တာကြာမြင်တဲ့အထိနောက်ွယ်ကအဓိကကြိုးကန်လောက်ကြံနေသူကလည်းလွတ်မြောက်နေစေဖြစ်ပါတယ်။ဒါတွေကိုကြည့်ခြင်းအပြင် မြန်မာရေမှာတော့ဆန်းစုကြည်လောက်ပိုင်ဝင်ရှိတာကိုမလိုလားတဲ့လူတွေစုရဲ့လောက်ချံမှုဆိုတာကတော့အားလုံးသိပြီးသားဖြစ်မှာပါပဲ။ကျွန်မအနေနဲ့တော့အခုအချိန်ထိဥက္ကဋ္ဌကြီးအတွက်တရားမျှတမှုမရရှိသေးဘူးလို့မြင်မိပါတယ်။ဟုတ်ကဲ့ကျွန်မပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။ပြောချသွားတဲ့အကြောင်းအရာတွေမှာလည်းအမားတစုံတရားရှိခဲ့မယ်ဆိုလို့ရှိရင်လည်းအဲ့ဒါကကျွန်မတို့ဦးတယောက်ထည့်ရဲ့အမားပဲဖြစ်ပါလိမ့်မယ်ရှင်။ ခုပြပြသွားတဲ့အကြောင်းအရာတွေနဲ့ပုံတွေကိုတော့ Google website, Wikipedia, BBC News, VOA မြန်မာနဲ့မြန်မာ Now News ကနေပြီးတော့ကိုးကားထားတာပဲဖြစ်ပါတယ်။ကျမတို့ presentation ရတော့ဒီလောက်ပါဖြစ်ရှင်။အခုတော့နားထောင်ပေးကြတဲ့ DJ Joe နဲ့တငယ်ချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။တာယာချမ်းမြေရဲ့ညနေခင်းတွေပိုင်ဆိုင်ကြပါစေလို့ကျမတို့ Green Apple Crew ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။